ွေတံလျံပံကိုရောက်တဲ့အခါမှာတော့အင်းရှင်းမင်းကိုဣတုအမိန်တော်ရှိခဲ့ပါတယ်။ငါသည်ဤအနာမထားမြောက်တော်မူနိုင်မယ်မခြင်း။ငါမရှိရင် မောင်တို့ညီတော်တို့ကြီးစင်ငယ်လိုက်မင်းပြု၍လူစိုးလူပန်းတို့စကားကိုလိုက်နာပြီးအနှောက်အယှက်မဖြစ်ကြစေနှင့်ဖြစ်၍အမိန်တော်ရှိပါတယ်။ထိုအမိန်တော်ကိုဥဋ္ဌိရက်ပါမည်ဟုလျှောက်၍တစ္ဆာတော်ခံစေခဲ့ပါတယ်။ နောက်ထပ်အမိန်တော်ရှိခဲ့တာကတော့မောင်ဒီဘုံအာနာနဲ့ရှေ့သူအပြည့်ပြည့်ထောင်တော်မင်းတို့ကိုနှိမ်နှင်း၍ခမဲတော်စင်ပြူရှင့်နိုင်ငံအလုံးကိုတင်းယူကြည်လိမ့်မည်။နောက်နောက်ပြည်မျိုးကိုလုတ်ကြံပြီးအလိုတော်ပြည့်တဲ့အခါရန်နိုင်စားကို မကွက်မြက်ပါနဲ့။ရန်နိုင်စားရဲ့ကျေးဇူးအမောင်တို့ငါတို့တွင် ရှစ်ချီလေးဟု၍အမိန်တော်ရှိခဲ့ပြီး969ခုနှစ်တပေါင်းလာပြီကျော်တစ်ဆက်တည်း။ တောက်ကြံနေ့မှာညောင်ရမ်းမင်းရကြီးဟာစစ်ခရီးမှာပဲလူပြင်းကြီးနဲ့ပြန်ဆန်တော်မူပါတယ်ခင်ဗျာ